မိုင်ဖန်ခခရိုင်ထဲမှာပြီးခဲ့တဲ့ဂျွန်လတရက်ကမြမကုံတင်တင်မော်ဒစီနင်းမြုပ်သွားခဲ့ပြီးထိုင်းရီတက်အာနာပိုင်တွေကတင်မော်သားတွေကိုတွားရောက်ကဲ့တင်ခဲ့ပေမဲ့တနာကြောက်တန်းပြက်စီးမှုနဲ့အေးအေးယူခံရပွဲရှိနေပါတယ်။အသက်50အရွယ်ကပတိန်အောင်ဝေဆိုးနဲ့တင်မော်သား9ယောက်တို့လိုက်ပါလာတဲ့ MVAR လင်းအမီရှိမြမတင်မော်ဟာထိုင်းဘက်ချန်ရနောင်းခရိုင်ကုံမဲစိတ်ကန်းကနေလူသုံးကုံစားတောက်ကုံပစ္စည်းအမျိုးမျိုးတင်ဆောင်ပြီးမီလာ29ရက်ကမြန်မာဘက်ခြံကိုပြန်လည်ထွက်ခွာသွားတယ်လို့ဖူခတ် Hot News သတင်းမှာဖော်ပြပါဗျာ။ အဲ့ဒီတင်မောဟာမြမပြီကော့တောင်းဘက်ကိုခုံမောင်းပြီးကုန်ပစ္စည်းတချို့နဲ့တင်မောသားတယောက်ကိုချထားခဲ့ပြီးတော့ဘိတ်ကျုံစုဘက်ခီးဆွတ်ခီးဆက်ထွက်ခွာလာချိန်တင်မောဝမ်းပိုက်မှာအပေါက်ဖြစ်ပြီးတော့ရေတွေစိတ်ဝင်လာတာတွေ့ရတဲ့အတွက်အနည်းဆုံးကမ်းခြေတစ်ခုခုကိုကပ်ဖို့ကြိုးပမ်းခဲ့တယ်လို့ရေချောင်းထင်းသိမ်းရေးတပ်ဖွဲ့တာဝန်ရှိသူကသတင်းတောက်ကိုပြောပါရတယ်။ ဖန်ကခရိုင်ခူရပူရီမြို့နယ်ထိုင်းမြို့သားဥယျာဉ်မြောက်ဖက်ဆူရင်ကျွန်းစုအနီးရောက်တော့အဲ့ဒီတင်မောဟာတနာကြောက်တန်းကိုဝင်တိုက်ထားတာကြောင့်ပျက်စီးမှုအခြေအနေတွေကိုသက်ဆိုင်ရာကစစ်ဆေးနေပြီးပျက်စီးမှုတွေရှိလာခဲ့ရင်မြန်မာတင်မောသား9ယောက်လုံးသဘောပတ်ဝန်းကျင်ပျက်စီးစေမှုနဲ့တရားစွဲခံရပွဲရှိတယ်လို့သတင်းမှာဖော်ပြသွားပါတယ်ရှင် စကိုင်းတိုင်းကမ်လူမျိုးနယ်မြောက်ချမ်းချက်တင်းတိုင်းနယ်အရှိချမ်းကိုဂျွန်လ၂ရက်နေ့ညနေ၃နာရီခွဲလောက်ကစပြီးစစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့်နေရဲစွန်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါရယ်ချက်တင်းတိုင်းနယ်တွေကကြေးရွာ၁၁ရွာထက်မင်းကပြည်သူတွေထွက်ပြေးနေရပြီးအဲဒီစစ်ကောင်စီစစ်ကြောင်းစီမှာပြည်သူတချို့လည်းဖမ်းဆီးခံထားပြီးတော့အခြေအနေမတည်ငြိမ်သေးလို့အရေးအတွက်အတိအကျကိုမသိရှိရသေးဘူးလို့ဒေသခံတယောက်ကပြောပါရယ်ကမ္ဘလူမျိုးနယ်ထဲမှာစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းနှစ်ကြောင်းခွဲပြီးထိုးစစ်ဆင်နေပြီ ချက်တင်းရွာဘက်ကထွက်လာတဲ့စစ်ကြောင်းမှတင်အင်အားတရာကျော်ရှိပြီးတော့ drone တွေနဲ့ဘုံကျစ်တာအပြင်ပြစ်ခတ်မှုတွေလည်းလုပ်နေလို့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေလို့ဆိုပါတယ်။လက်ရှိဒေတာရင်းမှာလည်းမိုးကနေတိုင်းနှိပါရွာသွန်းနေတဲ့အတွက်နေရစွန့်ခွာထွက်ပြေးနေရတဲ့ပြည်သူတွေဒုက္ခရောက်နေကြရတယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တယောက်ကပြောကြားထားပါတယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်သမုတ်ချုံရွာမှာကာကင်းယူထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုစစ်ကောင်စီတပ်ရဲ့ခြေလင်းစစ်ကြောင်းကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဘက်ကရဲဘော်၂ယောက်မစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တနင်္သာရီမြို့နယ်ပကဖစီကနေသိရပါဗျာ။ ်မေလ31ရက်မနက်ပိုင်းမှာတနင်္သာရီမြို့နယ်ကနေမောတောင်ဘက်ကိုသွားမဲ့စစ်ကောင်စီရဲ့ရိတ်ခါရင်တန်းကိုတော်လှန်တပ်ဖွဲ့တွေဘက်ကမိုင်းဆွဲတိုက်ခိုက်ဖို့စောင့်ဆိုင်နေတဲ့အချိန်စစ်ကောင်စီတပ်ရဲ့ခြေလင်းစစ်ကြောင်းကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့တနင်္သာရီမြို့နယ်ပကဖတာဝန်ရှိသူကပြောပါရယ်စစ်ကောင်စီရဲ့ခြေလင်းစစ်ကြောင်းမှာအင်အား30နီးပါးရှိပြီးမေလ31ရက်နေ့ပိုင်းမှာဒေတာရင်းတော်လိုင်းပူအောင်တပ်ဖွဲ့ကပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဘက်ကပြန်လည်ဆုတ်ခွာသွားတယ်လို့တော်လိုင်းပူအောင်တပ်ဖွဲ့ရင်းစီကလည်းသိရပါဗျာ။ တနင်္သာရီမြို့နယ်မှာတိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တဲ့အတွက်ဒေသခံတွေအနေနဲ့စီရေးသတိရှိပြီးသွာလာနေထိုင်ကြဖို့တနင်္သာရီမြို့နယ်ပကဖကသတိပေးထုတ်ပြန်ထားပါတယ်ရှင်မန္တလေးမြို့ဥပုအချင်းထောင်ကနေဂျွန်လ3ရက်မနက်9:00နာရီခွဲကအချင်းသားတယောက်ခြေချင်းနဲ့ထွက်ပြေးသွားတဲ့အတွက်ရဲရီနဲ့အချင်းထောင်ဝန်ထမ်းတွေလိုက်လံရှာဖွေနေတယ်လို့မျက်မြင်တွေ့ရှိသူတွေစီကနေသိရပါဗျ။ ထောင်ပေါက်ထွက်ပြေးလာတဲ့အကျဉ်းသားဟာအိုးဘိုအကျဉ်းထောင်နဲ့ကက်လျက်မှာရှိတဲ့စီမံကိန်းရုံးနဲ့လျှက်စစ်တပ်အားခွဲယုံဝင်တဲ့ကရုံးဝင်တဲ့ဆိုင်ကယ်ကိုခိုးယူထွက်ပြေးဖို့ကြိုးပမ်းနေချိန်ဝင်တဲ့ကအော်ဟစ်အကူအညီတောင်းတဲ့အတွက်အကျဉ်းသားကဆိုင်ကယ်ကိုထားခဲ့ပြီးတော့ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။အိုးဘိုထောင်နေရန်တစ်ခုကငလင်ကြောင့်ပြိုနေတဲ့အတွက်အကျဉ်းသားတွေပြင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာထောင်ဘက်ကနေစီမံကိန်းမန်နေဂျာရုံးဘက်ကိုထွက်ပြေးသွားတာလို့မျက်မြင်တွေ့ရှိသူတယောက်ကပြောပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့အကျဉ်းသားဟာဘာမှုနဲ့ထောင်ကျနေတယ်လဲဆိုတာကိုတော့မသိရှိရသေးပါဘူးအကျဉ်းသားတယောက်ထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက်မှာထောင်ဝင်နှန်းတွေကအကျဉ်းသားလူစင်းတွေကိုစစ်ဆေးတာရဲအင်အားတွေနဲ့လိုက်လံရှာဖွေတာတွေလှုပ်ဆောင်နေပေမဲ့မတွေ့ရှိရသေးဘူးလို့ဆိုပါတယ်အကျဉ်းသားဟာအကျဉ်းသားဝတ်စုံကိုချုပ်ပြီးတော့ဝင်နှန်းတွေလှမ်းထားတဲ့အဝတ်ကိုယူဝတ်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်မကွေးတိုင်းမြိုင်မြို့နယ်ထဲမှာရှိတဲ့ကန်နီပြူစောတိကျေးရွာကနေ ကိုရင်နှစ်ပါးအပါအဝင်ပြည်သူ9ယောက်ထွက်ပြေးပြီးခိုလုံလာကြတယ်လို့ပခုတ်ကူခရိုင်အမှတ်15တပ်ရင်းစီကနေသိရပါဗျ။ပြီးခဲ့တဲ့မေလ30ရက်မှာကဏီပြူစောတိကျေးရွာတွေကနေကိုရင်နှစ်ပါးအမျိုးသားတယောက်နဲ့အမျိုးသမီးနှစ်ယောက်တို့ထွက်ပြေးလာကြတာလို့ဆိုပါတယ်။ကဏီပြူရွာကိုတော်လှန်ရေးတပ်ဖွဲ့တွေကနှစ်ကြာရှည်ပိတ်ဆို့ထားတဲ့အတွက်စားနပ်ရိက္ခာပြက်လက်နေပြီးဒေသခံတွေဟာပိတ်မိနေတဲ့အတွက်ထွက်ပြေးခိုလုံလာကြသူတွေကိုတော့ ွေးမွေးပြုစုပြီးတော့နေထိုင်ရေးအဆင်ပြေမဲ့နေရာကိုပို့ပေးထားပြီလို့ပခုတ်ကူခရိုင်အမှတ်15တရင်ဒုတရင်မှုကိုစစ်ထံက DVP ကိုပြောပါတယ်ပြီးခဲ့တဲ့မေလ9ရက်ကလည်းအဲ့ဒီပြူစောတိကြေးရွာကကလေးငယ်2ယောက်အပါအဝင်ပြည်သူ9ယောက်ဟာပခုတ်ကူခရိုင်အမှတ်15တရင်စီမှာဝင်ရောက်ခုလုံခဲ့ကြတည်တယ်လို့ဆိုပါတယ် မြန်မြုပ်နယ်အတွင်းကပြူစောတိကြေးရွာတွေကိုတိုက်ခိုက်သိမ်းပိုက်တော့မှာဖြစ်တဲ့အတွက်ကြန့်ရှိနေကြသေးသူတွေအနေနဲ့နှီးဆက်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အများဆုံးချိတ်ဆက်ခိုလုံကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်ကင်းနီပြည်နယ်ဒီမော့ဆုံမြို့နယ်နောက်ဖက်ချမ်း၄မိုင်လွိုင်နန်းဖလန်းစုံအနီးမှာဇွန်လ၂ရက်နေ့နေ့လယ်၂နာရီကျော်ကကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆိုင်ကယ်ပေါ်ပါလာတဲ့အမျိုးသား၂ယောက်ထဲကတယောက်သေဆုံးပြီးတော့တယောက်ကတော့ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ တိုက်မိတဲ့အရှိန်များတဲ့အပြင်မိုးရွာနေတာကြောင့်လမ်းတွေလည်းချော်နေတဲ့အတွက်ရင်တိုက်မှုဖြစ်ခဲ့တာလို့ဒေသခံကပြောပါရယ်။ရင်တိုက်မှုကြောင့်အသက်40အရွယ်စစ်ပေးဆောင်အမျိုးသားတယောက်ဦးကောင်းပေါက်ပြီးနှံရိုးကျိုးတာတွေကြောင့်နေရာမှာရင်တေဆုံးခဲ့တယ်လို့ဆိုပါရယ်။တရားရတဲ့နောက်တစ်ယောက်ကိုတော့ရှေးဦးသူနာပြုနည်းနဲ့ကုသပေးပြီးဆေးရုံခေါ်သွားခဲ့တယ်လို့ဒေသခံကပြောပါရယ်။ ဒီမော့ဆိုမြို့နယ်မှာဂျွန်လ2ရက်နေ့တရက်ထဲမှာပဲရင်တိုင်းမှု3ခုထပ်မံဖြစ်ပွားခဲ့တဲ့အတွက်ရင်မောင်းချိန်မှာအရှိန်မြင့်မောင်းနှင်နာတွေမပြုတ်လို့ဖို့နဲ့ဂရုတစိုက်မောင်းနှင်ကြဖို့လိုတယ်လို့ဒေသခံတွေကပြောကြပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လုံမြို့အလယ်ဖះရှိကငါးကံမှာငါးကုံလုံးအစိမ့်မိပြီးတော့တည်ဆုံခဲ့တယ်လို့မြို့ကံတွေစီကနေသိရပါတယ်။ မေလ2ရက်မနက်ပိုင်းမှာငါးရီအကုန်လုံးရေပေါ်မှာပေါ်ပြီးတော့တေဆုံးနေတာကိုတွေ့ရှိရတာဖြစ်ပြီးတောင်ဝင်ရှိသူတွေစစ်ဆေးပြီးတဲ့နောက်အစိမ့်မိပြီးတေဆုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတေဆုံးနေတဲ့ငါးရီအကုန်လုံးကိုမပုတ်ခင်အကုန်ဆယ်ထုတ်နေပြီးအစိမ့်ချတဲ့သူတွေတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့မျိုးကန်တယောက်ကပြောပါတယ်။ပင်လုံမြို့လေကငါးကန်ဟာလူသွားလူလာ များပြားပြီးလူစီကားတဲ့နေရာမှာဖြစ်ပြီးတော့အခုနှစ်မှ view point ဆောက်ပြီးပြန်လည်ပြင်ဆင်ထားတာလို့ဆိုပါရစေ ပြီးခဲ့တဲ့2015ခုနှစ်တုန်းကလည်းဒီငါးကံမှာငါးရီအစုလိုက်အပြုံလိုက်တည်ဆုံးခဲ့ဘူးတယ်လို့မြို့ကန်တွေကပြောကြပါတယ်ရှင်။လာရှုံမျိုးကို MNDAAC ကစစ်ကောင်စီတပ်တွေကပြန်လည်လွှဲပြောင်းယူပြီးတဲ့နောက်တခြားလက်နက်ကိုင်အဖွဲ့တွေကလာရှုံမျိုးကိုပြန်လာပစ်မယ်လို့ကောလာဟလာတွေမကြာခဏထွက်ပေါ်နေတာကြောင့်ဒေသခံတွေစိုးရိမ်နေကြပါတယ်။လာရှုံမျိုးမှာစစ်ရေးအခြေအနေကစိတ်မချသေးတဲ့အတွက် ចောင်းသားရှိတဲ့မိဘတချို့စိုးရိမ်ပြီးပြတ်မလာကြသေးတာကြောင့်ចောင်းသားတွေလည်းအရင်ကလောက်မများသေးဘူးလို့ဒေသခံတယောက်ကပြောပါရယ်လက်ရှိပျက်စီးသွားတဲ့လာရှုမြို့လေရင်ကွင်းကိုပြန်လည်ပြင်ဆင်နေပြီလေရင်ဆင်းလို့ရရင်တော့စစ်ကောင်စီကအင်အားဖြည့်ပြင်ဆင်လာမယ်လို့ထင်မြင်နေကြပါရယ်အဲ့ဒီအခါကျရင်မြို့ပြမှာရှိတဲ့လက်နက်ကင်အဖွဲ့တွေနဲ့ဘလို့ဆက်ဖြစ်လာမယ်ဆိုတာကစိုးရိမ်စရာဖြစ်တယ်လို့ဒေသခံတယောက်ကမှတ်ချက်ပြပါရတယ်။ လက်ရှိအခြေအနေကရေရှည်ငြိမ်းချမ်းသွားတာမျိုးမဟုတ်တာကြောင့်တစ်ဖက်နဲ့တစ်ဖက်ဘယ်သူကအရင်ဦးဆုံးလက်လွန်မယ်ဘယ်သူကအရင်ဆုံးမှားမလဲဆိုတာမျိုးကိုစောင့်ကြည့်နေကြတာလို့ပဲမြင်မိကြောင်းဒေသခံကဆိုပါတယ်တရုတ်ရဲ့ကြောင်းဝင်ညှိနှိုင်းမှုကြောင့်လာရှုမျိုးကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခွင့်ရရှိပေမဲ့လာရှုမျိုးပတ်ပတ်လည်မှာတော့ MNDAA စစ်သားတွေကထိန်းချုပ်ထားစေဖြစ်ပါရဲ့ရှင်။တနင်္လာရီတိုင်းခမောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ခမရ342တပ်ရင်းကနေ စစ်သားတစ်ဆူဆောင်ခံရသူ၂ယောက်ဟာတော်လိုင်းတပ်ဖွဲ့စီပတ်ပြောင်းခိုလုံလာခဲ့တယ်လို့ကော့တောင်းခံပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကပြောပါရယ်အသက်၂၉နှစ်အရွယ်တွေဖြစ်ကြတဲ့ကိုနေမျိုးထွန်းနဲ့ကိုစင်မင်းသူတို့၂ယောက်ဟာခမောက်ကြီးမြို့နယ်ကခမရ342တရင်ရဲ့ရှေ့တန်းအခြေကုပ်စခန်းတွေကနေမေလ29ရက်နေ့30ရက်နေ့တွေမှာထွက်ပြေးလာကြတာဖြစ်တယ်လို့ကော့တောင်းခံပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ခံကပြောပါရယ် စစ်သားဖြစ်စုဆောင်ခံရသူ၂ယောက်ဟာတာယာရီနဲ့တောင်ကုန်းမြို့ကအပတ်စဉ်၁အတွက်စစ်သားတွေစုဆောင်ခံရသူတွေဖြစ်ပြီးအမှတ်၃တမရော်တမ်းမြင့်လေးကျင်းတန်တန်းကျောင်းတွေမှာစစ်ပညာသင်ကြားခဲ့ရပြီးတဲ့နောက်ခမောက်ကြီးမြို့နယ်ခမရ340နဲ့တပ်ရင်းကိုပို့ဆောင်ခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ဖပြောင်းခုလုံလာသူ၂ယောက်ကိုလုံခြုံအောင်အရင်ထားရှိပြီးလိုအပ်တဲ့အကူအညီတွေပေးအပ်သွားမယ်လို့တော်လိုင်းတပ်ဖွဲ့ဘက်ကပြောပါရရှင်။